တော်လံပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဒီဗီဒီယိုမှာကြောင်စိုးဦးတယောက်ဟိုတလောကလေလုံးထွားချိန်ခဲ့သည်မြဟမ်အခုချိန်မှာတော့လေမျက်လုံးကလဲကလဲကလဲလေးနဲ့ what ခေါင်းကလေးငုံပြီးတော့ဘာပြောတယ်မှတ်လဲငါတို့အားပေးထောက်ခံတဲ့အချမ်းဖက်စစ်သက်စစ်ရှုံးရပါပြီလို့ဝန်ခံလိုက်ရတဲ့တည်င်းရှိတယ်အဲ့တည်င်းနောက်ွယ်မှာ တော်လံပြည်သူရင်တင်မကဘူးနော်ဘောမတဇံအထီအမရက်ကွက်ဖက်ကလည်းအယံတိချင်နေတဲ့မေခွန်းတကူရှိတယ်ဗျအမေခွန်းကဘာလဲဆိုတော့လေအခုတလောနေမီပြန်လဲဆိုးမှုမှုရရှိနေတဲ့ဒီအချမ်းဖက်စစ်တပ်ဟာအခုချိန်မှာဘာလို့စစ်လက်စစ်ရှုံးရတာလဲဆိုတာကိုအယံတိချင်ကြတယ်ဗျဒါကြောင့်ဒါကိုပြောပြမယ်နော်ကဲ ဒါဆိုရင်တော့အကြောင်းစူးဥတယောက်မခံမရနိုင်ယင်ထုနာဖြစ်ပြီးမှစစ်ရှုံးရပါတယ်လို့ဝန်ခံရတဲ့ဗီဒီယိုဖိုင်ကိုကြည့်ကြအောင်ပါခင်ဗျာ။ကျမအုပ်စုတွေပြောနေတယ်လို့လားကျွန်တော်ရှေ့ကကာကင်ကာကင်တို့ထဲချုပ်လိုက်ပြီဆိုတဲ့တရင်မလာဖြစ်ပါတယ်။ခင်ဗျတပ်မတော်ကဗျာလက်ရှိအချိန်တွေမှာတပ်မတော်ကရားတဲ့မျိုးကိုတမျိုးပြီးတမျိုးကိုသိမ်းနေတာ။ခင်ဗျတေးကြတယ်ဒီမျိုးအပါမခံဘူး။ဒီမျိုးအပါမခံဘူး။ဟမ်ခင်ဗျတေးကြတယ်ခင်ဗျဗမောက်ကိုတပ်မတော်အပါမခံဘူး။အပါမခံပါဘူး။ ဗမောက်ကိုတက်မလို့အပါမခံဘူးဗမောက်မျိုးပြက်စီးမှုမခံဘူးရောင်းရှင်းပါရောင်းဖြုတ်ပါ a few moments later ဗမောက်မျိုးချိန်နဲ့ပတ်သက်ရင်ဒါလုံယုံရေးပူပေါင်းတက်ဖွဲ့တွေဆုပ်လိုက်ရတယ်ဒါကျွန်တော်တို့အရှိတရားပါဗမောက်ကတော့ဗမောက်ကတော့ကျွန်တော်တို့ဒီမျိုးပေါ်မှာတော့လုံချိုးတက်ဖို့ကိုလည်းမရှိတော့ဘူး။ဗမောက်မျိုးပေါ်ကလည်းလုံချိုးတက်ဖို့ကိုလည်းဆုတ်လိုက်ရတယ်ဆိုစစ်ကစားရတဲ့ဘော။အများမကြောက်မိကာလာမှာကျွန်တော်တို့ဒီဗမောက်မျိုးပြန်လဲရရှိရေးအတွက်တက်မလို့ကထိုးစစ်ပြန်ဆပါလိမ့်မယ်။အယောဒီမှာကဲအခုတလောရှမ်းမြောင်းနဲ့ တောင်ပိုင်းမှာလည်းခြေစွာနေတဲ့ဒီအကြမ်းဖက်စစ်သက်အခုချိန်မှာသူတို့ဘာလို့စစ်လန်စစ်ရှုံးရပြန်ပြီလဲဆိုရင်နံပါတ်၁အချက်ကနော်ကျွန်တော်တို့အများပြည်သူတွေသိရှိထားပြီးသားဖြစ်တဲ့အကြမ်းဖက်စစ်သက်ကပြပအားကိုပစိန်ယိုဆိုတဲ့အတိုင်းပေါ့နော်သူတို့ကတရုတ်ရုရှားထံကိုဒူးထောက်အခစားဝင်တယ်ဒရုန်းစစ်လက်နက်အကူအညီများစွာကိုသူတို့က ရရှိတယ်ပေါ့ဗျာเนาะတိုင်းပြည်ရဲ့ဘန္ဒာကိုထိုးနှံရောင်းချတယ်ပေါ့ဗျာเนาะထိုးကျွေးတယ်ဗျာအရင်ပြည်နယ်မှာဘုံကျဲခံရတဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်ရုရှားလေရင်မူးများကိုဒိုင်ကလေပါဝင်ဘုံကျဲပေးတဲ့ဖြစ်စဉ်တွေပါရှိလာတယ်ပြောရရင်ပေါ်တင်ကြီးဗျာရုရှားစစ်တပ်ကလေအချမ်းဖက်စစ်တပ်ကိုပါဝင်ကိုတိုက်ပေးတဲ့အချင်းအရာဖြစ်နေပါတယ် ပြီးတော့နောက်တစ်ချက်ကလေရင် drone နဲ့ဘုံချဲပြီးသွားပြီဆိုရင်လေအသင်းအဓမ္မဆူဆောင်းခံရတဲ့စစ်မှုထမ်းလူငယ်တွေကိုအစမ်းပစစ်တပ်ကသူတို့စေးကြွေးတယ်ပြီးရင်အသေးခံလူလိုင်းလုံးကြီးပေါ့နော်တက်တိုက်ခိုင်းတယ်ပြောရရင်အသေးခံလူလိုင်းလုံးကြီးစစ်စင်ရေးကအရန်ထိရောက်တယ်အဲ့လိုထိရောက်တာကြောင့်လဲရှမ်းမြောက်မှာသူတို့ဘက်ကနယ်မီဆိုးမှုမှုပြန်လဲရရှိနိုင်တာကတော့လက်တွေ့မျက်မြင်ပဲဖြစ်တယ် ဒီအသေးခံစစ်မှုထမ်းလိုင်းလုံးကြီးကြောင့်ပဲပေါ့နော်ဗမော်ရဘူးကလည်းအခက်အခဲများစွာ ရှိနေခဲ့ပါတယ်ဒါကြောင့် KIA ဘက်ကလည်းဒီစစ်မှုထမ်းအသေးခံလိုင်းလုံးကြီးကိုလိုင်းလုံးကြီးစစ်စင်ရေးကို အမက်ချွေနိုင်မဲ့စစ်နေဘူဟာတရက်ကို အပူတပြင်းသူတို့ရေးဆွဲခဲ့ကြတယ်ဒီဘူဟာနဲ့လေ့ကျင့်သင်ကြားခွင့်ရတဲ့ PDF ဘက်ကလည်းလက်တွေ့အသုံးချနိုင်တာကြောင့် ကြောင်စုပ်ဦးတရပေါ့နော်လေလုံးထွားချိုင်းခဲ့တမြအခုချိန်ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာသူတို့ဘက်ကစစ်ရှုံးခဲ့ရပါကြောင်ဝန်ခံလိုက်ရတာဖြစ်ပါတယ်ဒါပေမဲ့သူ့ဘက်ကတော့လုံးဝလေလုံးမလျှော့ပေါ့နော်အာမတန်မန်လျှော့ရပေမဲ့သူအားဘေးထောက်ခံတဲ့အချမ်းဘစစ်တပ်ဖက်ကပြန်လဲသိမ်းပိုက်နိုင်ဖို့ပေါ့နော်သူကဆက်ပြီးမှမျောလင့်နေတဲ့ပုံစံဖြစ်နေတယ် ကျောင်းဆိုးဦးတယောက်တတိပဌာမိတာကလေရွေးကောက်ပွဲမတိုင်ခင်မှာပွဲကြီးပွဲကောင်းတွင်ထာကဖို့ဒီဘန်းမောက်တိုက်ပွဲက အသေးခံစစ်မှုထမ်းလိုင်းလုံးကြီးကိုဘယ်လိုအမဲ့ချွေဖို့နေပြူဟာရှိတယ်အဲ့နေပြူဟာကိုလက်သွေအသုံးတဲ့လားဆိုတာကိုသိချင်လို့အမ်အစမ်းသဘော rehearsal လောက်လိုက်တဲ့သဘောပါပဲတော်တော်လေးအဆင်ပြေသွားတယ်ဒါကြောင့် ဗမ်းမောက်တို့ဗမော်တို့အဖက်ချမ်းမာလေစစ်မှုထမ်းလူငယ်တွေအတုံးအယုံနဲ့မိဩဇာဖြစ်သွားကြတာ Facebook ပေါ်မှာတင်လို့မရလို့ YouTube ပေါ်မှာလည်းတင်လို့မရဘူးဒါမဲ့လူတချို့ကတော့ Telegram ပေါ်မှာမြင်ကောင်းမြင်နိုင်တယ်ဒါမဲ့အဲ့ဒါတောင်မှအကုံမဟုတ်သေးဘူးเนาะအကုံမဟုတ်သေးဘူးဗီဒီယိုဖိုင်တွေကထိန်းချုပ်ထားရတာ သေးတာမှပပဆဆအတုံးအယုံကို မာလကီယာမီဩဇာတွေဖြစ်သွားကြတာဒါကြောင့်ကြောင်စိုးဦးရဲ့မကြာခင်အချိန်တိုင်းခொနရဲ့24နာရီပတ်လုံးမှာခမည်းမျက်လုံးကလေးကလေးကလေးနဲ့ကျွန်တော်အားပေထောက်ခံတော့အကြံဖက်စစ်တမ PDF များကိုမြန်မာနိုင်ငံသူအချင်းချင်းဖြစ်တာမို့ချစ်ချင်းမြတ်တာများစွာနဲ့စုခွာပေးလိုက်ရတဲ့တည်င်းတွေ နော်ပောက်ကရမင်းမပြောနဲ့နော်ကဲနောက်တစ်ဆက်တည်းဖင်လန်နိုင်ငံကကိုပြောင်ကြီးနဲ့ပေါ့နော်ဝက်နရက်အေးနဲ့ဝင်းနဲ့မတော်လိုက်ရတဲ့ရောက်ဖတ်မဟာပညာကျော်ရဲ့အဖြစ်ကလည်းလေအဘဘောမနေတဲ့ဂျာထဲကအခုလိုလဲရှိသေးတယ်ပေါ့နော်ခြေနေတွေကမကောင်းဘူးအဲ့ဒါနဲ့ပတ်သက်ပြီးမှဗီဒီယိုဖိုင်နယ်ဖိုင်ကျွန်တော်ဖွင့်ပြပေးမယ်မကြည့်ရသေးတဲ့ဆိုရင်တော့အားရပါရကြည်ပါ ကြည့်ပြီးသွားပြီဆိုရင်လည်းထပ်ပြီးမှအားရချင်နဲ့သွားအောင်တစ်ခါနောက်တစ်ဖန်ထပ်ကြည့်ပြီးကြပါနော်โอเคဒီတော့နှစ်ယောက်အကြောင်းပြောချင်တာပေါ့နှစ်ယောက်ဘာနှစ်ယောက်လဲလို့မင်းရင်တော့တယောက်ကဖင်လန်မှာနေတဲ့ဖင်လန်မောင်မောင်ပေါ့ဟိုဘက်အကြမ်းဖက်အုပ်စုတွေခေါ်တဲ့ပြောင်ကြီးပေါ့ဖင်လန်မောင်မောင်ရဲ့လိုင်းပေါ်မှာဘာသာရေးလူမျိုးရေးတွေနဲ့ပတ်သက်ရဟန်းသံဃာတွေနဲ့ပတ်သက်ပြီးတော့ပြောကြားနေတယ်ပြောကြားချက်တွေနောက်တစ်ခါဒီဂျီဗိုင်ယိုလက်ကိစ္စနဲ့ပတ်သက်ပြီးတော့ ြောနေတယ်နှစ်ယောက်ထဲကနောက်တယောက်ဖြစ်တယ်သူ့နာမည်တော့မသိပါဘူးအကောက်နာမည်ကမဟာပညာကျော်ဆိုလားဘာဆိုလားမသိဘူးသူ့တော့တချို့တချို့ဗီဒီယိုပိုင်းလေးတက်တက်လာတာတွေ့ဘူးတာတော့ကြားခဲ့ပါပြီအခု YouTube မှာတော့ထွက်မြတ်သူဆိုလားလည်းအဲ့လိုတော့တွေ့တယ်ဒီကောင်အကြောင်းကိုတရားတလာစုံစမ်းကြည့်လိုက်တဲ့အခါကျတော့မော်ရယ်ရွှေရင်စီရွှေရင်စီဆိုရင်တော့အားလုံးသိကြမှာပါနော်မော်ရယ်ရွှေရင်စီကမောင်လို့တော့ကြားတယ်ဟုတ်မဟုတ်ဆိုတာတော့မသိပါဘူး ရွှေရင်စီရဲ့မောင်ဆိုရင်တော့ဒါဝကျော်ကြီးနေဝင်ရဲ့မိအင်းနေဝင်မတော်လိုက်တဲ့ရောက်ပါပေါ့သူတို့ပြောကြချက်တွေစောင့်ကြည့်နေပါတယ်သူကတော့စပေဖားမှအကောင်းတဲ့အတွက်ပြောတဲ့စကားလေးတွေကဟိုယဉ်ကျေးပါတယ်ဒါမျိုးနဲ့ရင်ရင်လေးနဲ့ရိုင်းနေတာပေါ့ကြာအဲစကားလေးတွေလည်းပါတယ်ဒါတွေစောင့်ကြည့်နေတယ်ဖင်လန်မောင်မောင်ဖင်လန်နိုင်ငံမှာနေတဲ့ဖင်လန်မောင်မောင်ဆိုလို့ဖင်ပြောင်နေတာကိုပြောတာမဟုတ်နော်ဒါနဲ့အများခေါ်နေတာကတော့အကျန်းဖက်တမားတွေခေါ်နေတာသူ့ကို ခေါင်းပြောင်လို့ပြောင်းပြီးလို့ခေါ်တာအဲဖင်လန်မှာနေတဲ့ဖင်ပြောင်းနေတဲ့မောင်မောင်မဟုတ်တဲ့ဖင်လန်မောင်မောင်နောက်တခါရွှေအင်စီရဲ့မောင်တို့ပြောနေတဲ့အကောင့်နံပါတ်မဟာပညာကျော်လို့တုံးတဲ့သူမြတ်သူဆိုတဲ့ဒီမြတ်ကိုစောင့်ကြည့်နေတယ်တိုင်းပြည်နဲ့အမျိုးဘာသာတာသနာထိခိုက်လိုက်ဒီနှစ်ယောက်တင်မဟုတ်ဘူး2000ဆိုလဲတုတ်တင်ရမယ်နှိတ်ကိုပြည့်ရမယ်ဓမ္မအနည်းနဲ့ပေါ့နော်စောင့်ကြည့်နေတယ်ကိုပြောင်ကြီးတို့နှစ်ယောက်အတွက်စိတ်မကောင်းပါဘူးဗျာဘောမတဇန်ထဲမှာ ပြောရရင်တော့အဆင့်တန်းရှိရှိနဲ့ အဘဘောကိုပညာသားပပနဲ့ပေါ့နော်ခပ်ဖွားဖွားလေးမပေးနိုင်တာဆိုလို့သူတို့နှစ်ယောက်ပဲရှိပါတယ်တကယ်ပါ ပြောင်ကြီးတို့နှစ်ယောက်ကလေ စာဖတ်အားအရန်ကောင်းပါတယ်ဒါပေမဲ့စာဖတ်အားဘလောက်ကောင်းကောင်းလူမိုက်နဲ့ပေါင်းဖော်တော့လေသူတို့ရဲ့အဆင့်အတန်းသူတို့ရဲ့တန်ဖိုးကိုသူတို့ကိုယ်တိုင်ကသူတို့ရဲ့ခြေနဲ့ခြေဖြက်လိုက်တာပေါ့နော်ဖြက်စီးလိုက်တာပေါ့ ဲ့ဒါတတော်လေးကိုရေးကြည့်ပါလေကိုကဘလောက်ပဲပညာတတ်နေပါစေနော်ပညာတတ်ဆိုတာကြတော့ဘွဲ့အတန်းပညာကိုပြောတာပါကိုကဘလောက်ပဲဘွဲ့အတန်းပညာ BA ဖြစ်ဖြစ် MA ဖြစ်ဖြစ်ဒေါက်တာဘွဲ့ပဲဖြစ်ဖြစ်ပေါ့နော်နှစ်ထပ်ကွင်းသုံးထပ်ကွင်း PhD ရနေပါစေကျွန်တော်တို့ပေါင်းသင်းဆက်ဆံတဲ့လူမှုအတိုင်းအဝိုင်းကလူမိုက်နယ်ဘိန်းသုံးတွေလူရန်ကားတွေ အောက်တန်းစားလူအဖွဲ့အစည်းနဲ့ကိုကပေါင်းတဲ့ဆက်ဆံနေဆိုရင်ကိုရဲ့အဆင့်တန်းကလည်းအောက်တန်းစားအဆင့်အတန်းပဲရှိသွားပါတယ်ကိုရဲ့ဂုံသေးကလည်းအောက်တန်းစားဂုံအပ်သေးမဲ့လူနလဘိန်သုံးတယ်ဆံကုံမေးလေးပေါ့နော်အုတ်ကြားမြက်ပေါက်တယ်အဲအဆင့်တန်းကို ရောက်ရှိသွားပါတယ်ကဲနောက်ဗီဒီယိုသဘောက်ကပါလဲဆိုတော့ပြီးထိုင်ခိုးပါတီဝင်တွင် အရှင်လက်လက်နွားဖြစ်တော်စင်ဆိုတဲ့ဗီဒီယို find the boat လဲဆက်ကြည့်ကြအောင်ပါခင်ဗျာဒီခံပြောကဘလို့ဖြစ်နေဆိုတဲ့ခါကြတော့ခင်ဗျားတို့ခင်ဗျားအောက်တာကောင်အောက်တာနေပြီးတော့တက်လာမဲ့သူဆိုတာလုံးဝမရှိဘူးအပေါ်ကအထက်ကနေပြီးတော့တခါတည်းဘိုးချရွှေကိုနေစစ်တက်ကနေပြီးတော့စစ်တင်ညာရင်ဖြစ်နေပြုတ်လိုက်တဲ့သူတွေကြီးပဲနေရာယူသွားတဲ့ခါကျအောက်ကောင်တွေကနွားတွေလားဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးမှလေမန်းတုံအောင်လမ်းဆောင်ကလေဟာသရီမောချင်ပြီးမှလေကျွန်တော်လောင်ပြောင်မရည်ရဲရပူပြ ဘာလို့လဲဆိုတော့ဒီမိုးကြရွှေကိုဆိုတဲ့အချင်းအရာကကျွန်တော်တို့တော်လံပြည်သူဘက်ချမ်းမှာလဲဝုတ်လည်နိုင်တဲ့အရာဖြစ်တယ်ဝုတ်လည်နေတဲ့အရာလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တော့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်อืมဟာတိုက်မရီမောတော့ပေါ့နော်ကောင်းပါပြီခင်ဗျာတော်လံပြည်သူများကိုစိတ်နှပြချမ်းမှာရှင်လန်းနိုင်ကြပါစေခင်ဗျာနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံစည်းကြပါမယ်